ဗုဒ္ဓဥဒသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်ဗုဒ္ဓဥဒသမီများအတွက်ကျွန်တော်တို့ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကြေပွင့်တဲတော်နမိတ်ဖြစ်ပါတယ်။ဒီဟောသရံလေးကိုကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်တော့မတင်ဖြစ်ပါအောင်နော်မတင်ဖြစ်တာတော့အကြောင်းနှစ်ခုပေါ့တစ်ခုကကြတော့ဒီရာသီအခုပြောင်းနေတဲ့ကျွန်တော်တို့ကျမ်းမာရေးခြင်းနေအကြောင်းတစ်ချောင်းပေါ့နော်နောက်တစ်ချောင်းကတော့ကျွန်တော်တို့ယူရောမင်္ဂလာခြံကို နေ့စဉ်နဲ့မျှရောက်ရှိလာကြတဲ့လူပေါင်းများစွာရဲ့အလုပ်တွေတာဝန်တွေဝတ္တရားတွေလည်းတဖြည်းဖြည်းများပြားလာတဲ့အပိုင်းပေါ့နော်အဲဒီပိုင်းနှစ်ပိုင်းပေါ့ဒါကြတော့ရိုက်ကွေးလေးတွေရိုက်ပြီးတော့မတင်ဖြစ်တာဖြစ်ပါတယ်ဒါဒီကဒီတစ်ပတ်မှာတော့ကြိုးစားပြီးတော့တင်ပေးတာပေါ့နော်ကျွန်တော်တို့ခုနှစ်ရက်သားသမီးတွေကိုကျွန်တော်တို့မလေးစားတာမဟုတ်ပါဘူးနော်အမြဲတမ်းလေးစားပါတယ်အဲကျွန်တော်တို့ဒီလကုံလောက်ဆိုရင်အစီအစဉ်လေးတစ်ခုလည်းလုပ်နေပါတယ်အဲဒါကနေ့စဉ် ခါဘေးဟော့စတန်လေးတွေရိုက်ပြီးတော့လည်းတင်ပေးနိုင်အောင်ဆက်လက်ပြီးတော့ကြိုးစားမှာပါနောက်တစ်ခုကကျွန်တော်တို့ယူရောမင်္ဂလာချံကိုဗုဒ္ဓဦးနေ့ရလွယ်ပြီးတော့ဂျန်နဲ့ရက်ဒီမှာပိတ်ရမရှိဖွင့်ပါတယ်เนาะယူရောမင်္ဂလာချံဆိုရင်တော့အခါကြီးငွေမယူဘဲနဲ့အခမဲ့ရေရရာခြေပြည့်တဲ့ရေရရာမြေဖြစ်ပါတယ်အဲ့တော့မြေသူမှုဆိုလွတ်လွတ်လပ်လပ်လာပြီးတော့ရေရရာတွေဆောင်ရွက်နိုင်ပါတယ် အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့ယူရမင်္ဂလာချံမလာနိုင်တဲ့သူတွေကတော့ထုံးစံအတိုင်းပေါ့နော်အွန်လိုင်းကနေပြီးတော့ဘေးရင်ဟော့စတန်လေးတွေမှာနိုင်ပါလေတနေ့စာဟော့စတန်လေးစတဲ့ဟော့စတန်လေးတွေမှာလို့ရပါဘိုင်ဘာနံပါတ်ကတော့39692395လုံး9ကဲ39992092ကိုဆိုတဲ့ဘိုင်ဘာနံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါလေနော် နောက်လစဉ်သင်တန်းတွေလည်းကျွန်တော်တို့ဒီဆက်ကလာပိုင်းတရက်နေရနေပြီးတော့၁၀ရက်နေပြီးဒီရင်လက္ခဏာသင်တန်းတွေရှိပါတယ်။အဲ့တော့သင်တန်းတက်ကျင်နေဆိုရင်လည်းမြေသူမစိုးဈေးရင်းငိမ့်လာပြီးတော့သင်တန်းတက်လို့ရပါပဲเนาะ။အဲ့တော့ကျွန်တော်တို့ဗုဒ္ဓဟူးသားသမီးများအတွက်ဟောသတန်းစီစဉ်လေးစပါမယ်။ဗုဒ္ဓဟူးသားသမီးတွေအတွက်ကျွန်တော်တို့ပထမဆုံးကြားလာတဲ့တေရောနမိတ်ကကြတော့မကျဲပွင့်ငါးပွင့်ဆိုတဲ့သင်္ကေတနမိတ်ပါ။ဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့ဗုဒ္ဓဟူးသားသမီးတွေအားတဲ့ဒီကာလမှာ ကိုအားကိုကိုမှအောင်မြင်မဲ့ကံတရာမျိုးရှိတယ်။သူများကိုအားကိုလို့မရဘူး။အကူအညီတွေမရနိုင်ဘူး။စတ်တူဆရာပုတဲ့ပေါင်းဆက်လုပ်ငန်းတွေမအောင်မြင်နိုင်ကိုယ့်အကူသာအားကိုပြီလေ။ကိုလန်းကိုထွင်း ကိုလန်းကိုဖောက်ကိုယ့်အကူရှောက်ရမယ်။အချိန်ကာလအကန့်ကြမ္မာနမိတ်ဖြစ်ပါလေ။ကိုတိုင်တိဆောက်ရမယ်အချိန်လို့နားလဲပါ။အလုပ်ထဲမှာဆိုရင်လေသူများကကိုယ်အတိမတ်ပြုဖို့ဒီသူတို့ကကိုယ်ချီးမွမ်းထောပနာပြုဖို့ ူတစ်ပါးကကိုယ်လမ်းနေပြဖို့ဒီသူတစ်ပါးကကိုယ်အကြံကောင်းညံကောင်းနေပေးဖို့ဒီတိတ်ပြီးတော့မမျော်လင့်ပါကိုယ့်အကူသာအလုပ်တွေကိုဇွဲလုံးလဝရိယနဲ့ကြိုးစားပြီးတော့အားထုတ်သင့်ပါအဲ့လိုအားထုတ်မှပဲဒီကလာတွေကအောင်မြင်မှာပါဒီတိုင်းမဟုတ်ဘဲနဲ့ဘိုလ်လူအားကိုဒီလူအားကိုထက်လူကြီးအားကိုလုံးပေါ်ကိုင်းပဲအားကိုပေါ့နော်ဒါအဲ့လိုအားကိုပြီးတော့ဆိုရင်တော့အဆင်မပြေပါဘူး ။ဘာကြောင့်လဲဆိုတော့ဒီကာလကအခုညီမရတတ်တဲ့အချိန်ကာလဖြစ်နေလို့ပါပဲနော်။နောက်တစ်ခုကကျွန်တော်တို့ဒီဘုဒ္ဓဘာသာသမီးတွေရဲ့ကံတရားမှာတဲ့ကိုယ်ပိုင်စည်းဝါးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဆိုရင်တော့သူတို့ကြကြအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ကိုယ်ပိုင်စည်းဝါးရေးလုပ်ငန်းတွေတိုးချဲ့ပြီးတော့လုပ်ကိုင်တင်တယ်။အဲဒါကသူ့ဦးနဲ့သူ့ဆန်းတန်ရတန်ရစဉ်းစားမှာပါ။ သူများကိုအားကိုးပြီးတော့လုပ်ငန်းတိုးချဲ့ဖို့ဆိုရင်တော့အဆင်မပြေပါဘူးเนาะအဲ့ဒါလေးတွေတော့တတိထားဖို့လိုအပ်ပါတယ်အဲ့တော့မကောင်းလားဆိုတော့လည်းကောင်းတယ်မအောင်မြင်နိုင်လားဆိုတော့လည်းအောင်မြင်နိုင်တယ်အဆင်မပြေနိုင်လားဆိုတော့လည်းအဆင်ပြေနိုင်တယ်အရေးကြီးတာကတော့သူများကိုအားမကိုးနဲ့မိသားစုတွေကိုအားမကိုးနဲ့ကိုယ်လုံးပေါ်ကင်ဘက်တွေကိုအားမကိုးနဲ့ကိုယ့်အကိုကိုးပြီးတော့ကိုလန့်ကိုဖောက်ပြီးကိုလန့်ကိုထွင်ပြီးတော့ဇွဲလုံးလာဝရိယအပြည့်နဲ့သာရုံးခံစူးစမ်းအထုပ်တက်မှာ ခက်ခဲတယ်ရှိရင်လည်းပဲအဲ့ဒီခက်ခဲတွေကိုသူများကမကူညီရကောင်းလားလို့မတွေးပါနဲ့တကယ်တကယ်ကြတော့သူလူစရာကခက်ခဲတွေဖြစ်ရင်ကိုယ့်အကိုယ်သာဖြေရှင်းရတာများပါနံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာအပိုင်းဒီမှာကြတော့ Queen စွာခွက်ပြင်မှာနမိတ်ပါ Invite ကကြတော့လေအင်မတန်မှကောင်းမွန်တဲ့အကျိုးပေးကောင်းတဲ့ကံကြမ္မာနမိတ်ဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဘာသာသမီးတွေကအင်မတန်မှကောင်းပါတယ် ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတွေကြုံမယ်။ငွေကြေးအကျိုးမြတ်ရခြင်းတွေကြုံမယ်။အဖက်ဖက်ကနေအဆင်ပြေခြင်းတို့၊ကံကောင်းခြင်းတို့စိတ်ချမ်းသာရခြင်းတွေကြုံနိုင်တဲ့ကံတလာမျိုးဖြစ်ပါတယ်။အဆင်ပြေမှာပေါ့နော်။ငွေကြေးကံတလာတော်တော်လေးကောင်းပါမိမိနေနဲ့ရရကြည့်တဲ့ငွေတွေရှိရင်လည်းချောချောမမောရနိုင်တယ်ပေးရကြည့်တဲ့ငွေတွေရှိရင်လည်းချောချောမမောပေးနိုင်မယ့်အကန့်အသတ်မျိုးရှိတယ် မွေးကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကရောက်နေတယ်ဗုဒ္ဓဦးသားသမီးတွေအတွက်ဆိုရင်တော့တော်တော်လေးကောင်းနေလို့ပြောမှဖြစ်ပါတယ်။နောက်လူမှုရေးကံတာတာတွေကလည်းဗုဒ္ဓဦးသားသမီးတွေအတွက်သက်လက်ပါတော့တော်တော်လေးကောင်းပါလူချစ်လူခင်တွေများမယ်ပေါင်းစည်းဆက်ဆံရေးတွေအဆင်ပြေမယ်လူအများကြီးချစ်ခင်ခြင်းခံဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်လည်းကံတာတာကောင်းနေကျမရေးကံတာတာလည်းမဆိုးပါဘူး။ကျမရေးဆူဆူရွာရွာအညံခိုက်တွေဒီဒီမမအညံခိုက်တွေမရှိဘူးပေါ့နော်။ ။အဲအထူးကောင်းတာတော့ပညာရေးနဲ့ပတ်သက်တဲ့ကံတာတာတွေမှာဆိုရင်တော့တော်တော်လေးကောင်းပါပညာပွင့်လန်းတာပေါ့။ The Sun ဆိုတာနေသူရင်ကကြတယ်။အာကိုယ်ကတိတ်ကြိုးစားစရာမလိုဘဲနဲ့အောင်မြင်မှုတွေရနေတတ်တယ်။နောက်မှတ်ဉဏ်တွေအစွဲလုံးလာဝိရိယအရာတွေမှာအလင်းအောင်ရတာပေါ့။နမိတ်အရာအရင်ကောင်းပါနောက်ချင်းတော်ရင်းနဲ့ပတ်သက်ပြီးတော့တိဆောင်းနိုင်တဲ့ခံစားတာမျိုးရှိတယ်။ကျယ်ပွင့်၈ပွင့်နမိတ် အဲ့တော့စိတ်ဓာတ်ကြောင့်လည်းကိစ္စတွေကောင်းတယ်မင်္ဂလာကိစ္စတွေကောင်းတယ်အကူအညီတွေကတော့ထုံးစံအတိုင်းမရတတ်ပါဘူးအဲ့တော့ဒီကာလမှာဗုဒ္ဓဘုရားသမီးတွေရဲ့ကံတရာမှာဆိုရင်နံပါတ်၁ကအလုပ်စီပွားရေးလုပ်ငန်းငွေကြေးအဖက်ဖက်ကနေပြီးတော့အကူအညီမရတတ်ပါဘူးဒါပေမဲ့အောင်မြင်နိုင်တဲ့ကံတရာမျိုးရှိပါတယ်ကိုကကိုကိုပြီးတော့စူးစမ်းတိဆောက်တင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်နော် ဘုရောသားသမီးများအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အကြောင်းတွင်အနီရောင်ကောင်းတယ်ညီညွတ်ရောင်ကောင်းတယ်အနီရောင်နဲ့ညီညွတ်ရောင်နဲ့ကောင်းပါအဲ့တော့အနီရောင်လေးတွေဝတ်ပါညီညွတ်ရောင်လေးတွေဝတ်ပါစောင်းပါအာအကျိုးပေးတဲ့ကဏ္ဍလေးတွေကတော့တေကဏ္ဍသုံးကဏ္ဍလို့သုံးကဏ္ဍတေကဏ္ဍလို့အဲ့ဒါတွေအကျိုးပေးပါလေ။မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဩဇာသီးတို့ဩဇာညွန့်တို့ကတ်လို့ပူဇော်ပြီးတော့ဆုတောင်းပါတဲ့နော်။ ဩဇာတိဩဇာညုံအုံနှုတ်ခေါက်ဆွဲလဲရပါတယ်နော်တစ္ဆာသုံးဆုံးဆိုတော့ကိုယ်ကမကောင်းတဲ့ကံတာအញ្ញံခိုက်တည်ပြောပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တို့ယူရမင်္ဂလာချံကိုမြည်သူမဆိုလွတ်လွတ်လပ်လပ်လာနိုင်ပါတယ်နော်အကြောင်းမျိုးနဲ့အွန်လိုင်းကနေပြီးတော့ဗီဒီယိုဟောသင်းလေးတွေမှာခြင်းနဲ့ဆိုရင်လည်းမှာနိုင်ပါတယ်ပါကြကြီးမင်းနိုင်ငံရဲ့ကြီးပရောက်ပရီလေးတွေเนาะကြီးနဲ့ပရောက်အပိပောက်ဆိုတဲ့ပရီလေးတွေ ောက်ကဝါစိန်နီအဆောင်လက်ပတ်လေးတွေဝါစိန်နီအင်းသမဖျောင်းနိုင်သေးတယ်။တခြားတရားသောအဆောင်ရည်ရာပစ္စည်းလေးတွေလည်းပဲအွန်လိုင်းရနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓသာသမီပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ဤတော်မင်္ဂလာချမ်းနေလိုက်လိုက်လေလေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။